အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့တာဓုရဲ့အထိပ္ပယ်ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာဟိုရှိရှိတုန်းကပေါ့ကွယ်တော်ရတရာရဲ့အနီနာမှာတိလာတမာအနီနဲ့ပြည်စုံပြီးတော်ရ၌နေတဲ့ဆရာတော်ကြီးတစ်ပါးရှိတဲ့ကွယ်အဲဒီဆရာတော်ကြီးဟာသူနေတဲ့ကျောင်းနဲ့အတန်ငယ်ဝေးกว่าတဲ့တော်ရလေးစီတို့နေ့တိုင်းဆွန့်ခန့်ကြွားလေးရှိတာပေါ့ဗျာတနေ့မှာတော့ရွာအဝင်ဝမှနေထိုင်တဲ့လေသမားကြီးကဆရာတော်ကြွားလာချိန်တွင်လေသမားကြီးက အရှင်ဖုရားရက်တော်မူပါဖုရားတပည့်တော်တခု short တင်ခြင်းလို့ပါဖုရားဒီလိုပါဖုရားအရှင်ဖုရားအကြောင်းကဆွန့်ခွန့်ကြွားလာချိန်တိုင်းအမောပြေအစာပြေဖုံးပေးလို့ရအောင်ခဲစင့်ဘောပဲတခုခုကိုလှူဒန်းပြီးတပည့်တော်အိမ်မှာခိတတခဏဆွန့်ခန့်ကြွားတော်မူပါဖုရားတာဓုတာဓုတာဓုပါတခါကြီးရဲ့ဆရာတော်ကြီးဟာလေဓမာတခါကြီးရဲ့အိမ်ကိုထိုင်အိမ်တဘောမျိုးနဲ့ရင်ရင်နီနီနဲ့ဓမ္မအကြောင်းတွေကစပြီးအခြားအကြောင်းအရာတွေပါပြောဆိုဖြစ်လာကြတာပေါ့ဗျာ အဲ့ဒါလို့နဲ့မူဦးကျရာဒီကိုရောက်လာတဲ့အချိန်မှာတော့လေသမားကြီးရဲ့ခိုင်နွားကြီးတကောင်ကပို့ထီလို့တည်သွားတာပေါ့ဗျာလေသမားကြီးဟာလေယာထွန်ရက်ဆိုက်ပြို့ဖို့အချိန်မှာအခုလိုမျိုးဖြစ်တော့အတော်စိတ်မကောင်းဖြစ်နေရှာတာပေါ့ဗျာနောက်တနေ့မနက်မှာတော့ဆရာတော်ကြီးဆွန့်ခန့်ကြွားလာတဲ့အချိန်ထုံးစံအတိုင်းခဲဘွဲဘောစင်အချုပ်ကိုကတ်လူပြီးသူ့ရဲ့အဖြစ်ပြက်များကိုပြေရာပြေချောင်းဆရာတော်ကြီးအားရှောက်တင်တဲ့အခါမှာတော့ဆရာတော်ကြီးဟာစိတ်စိတ်နေရင်ပြေရာပြေချောင်းဘာတရားမှလည်းမဟောဘဲအားပေးစကားများလည်းမပြောဘဲ တာဓုတာဓုတာဓုပါတကကြီးရဲ့ဆိုပြီးထပ်ပြန်ကြွသွားပါတော့တယ်လေသမားတကကြီးမှတော့ငါအခုလို့ဖြစ်နေတာကိုပြေရာပြေချောင်းဖြစ်ချောင်းအစုံကိုတောက်လျှောက်တဲ့အခါတာဓုသုံးချင်းခေါ်ပြီးထပ်ပြန်သွားတယ်တာဓုဆိုတာကကောင်းတဲ့ဆိုလိုတာကိုဆိုတော့ဒီဖုန်းကြီးကငှက်နွားတိတာကိုကောင်းတဲ့လို့ဆွေးရမလားဆိုပြီးတယောက်ထဲစဉ်းစားမရဖြစ်နေချာတော့တာပေါ့ဗျာဒါပေမဲ့လေသမားကြီးဟာဒါနဆက်ကြီးအပြည့်မခံပဲဆရာတော်ကြီးကိုဘောစင်ခဲပွဲတွေကိုစက်ကက်မြဲစက်ကက်ခဲ့တာပေါ့ဆရာတော်ကြီးကလည်းလေသမားတကကြီးအိမ်ကိုထိုင်အိမ်တဘောမျိုးနဲ့ ခတခဏတည်င်းသုံးနေစေပါပဲအဲ့ဒါလို့နဲ့မကြပါဘူးဗျာလေသမားတကကြီးရဲ့မြေကလေးတပင်မော်ကားလင်းကြပြီးပောင်ရိုးတစ်ဖက်ကျိုးထွားရှာတယ်နောက်တနေ့မှလည်းဆရာတော်ကြီးကိုသူ့အင်မတန်ချစ်တဲ့မြေကလေးတပင်မော်ကားလင်းကြကြောင်းမျက်နာမတမယာနဲ့ရှောက်တင်ပြန်လာပေါ့ဗျာဆရာတော်ကြီးကတော့ရခင်ခိုင်းနှွားကြီးတည်ရွားတော်ကလိုပဲစိတ်စိတ်နေရင်နဲ့တာဒုတာဒုတာဒုပါတကကြီးဆိုပြီးရခင်ကလိုပဲဘာမှမပြောဘဲထပြန်သွားရှာပါတော့တယ်ဒီတစ်ခါမှာတော့ လေသမားတခါကြီးဟာအတော်မကြည်မနဲ့ဖြစ်နေရတာပေါ့ဗျာဒီဖုန်းကြီးကတော့ငါဒီလောက်ထိကြီးညိုအလေးထားပါလျက်နဲ့ငါခိုင်းနွားကြီးတေတုံးကလည်းတာဓုခေါ်တယ်အခုငါမြေလေးတပင့်ဘော်ကလင်းကြတော့လဲတာဓုခေါ်တယ်အဲ့ဒါလောက်တောင် တာဓုခေါ်နေတယ်မနဲ့ပြန်ကြရင်တာဓုခေါ်နိုင်အောင်လားဆိုပြီးနောက်တနေ့ဆရာတော်ကြီးဆွန့်ခန့်ကြတဲ့အချိန်တော်စကားနေပြီးချောင်းရိုက်ဖို့ဒေါရကြီးစွန့်နဲ့အစီအစဉ်ချထားပါတော့တယ်ဗျာနောက်နေ့ရောက်တဲ့အချိန်မှာတော့ဆရာတော်ကြီးဆွန့်ခန့်ကြွာလာတက်တဲ့တောဆက်အနီးကလက်နဲ့နီနီလေးဖြစ်တဲ့ခြုံတစ်ခုမှာ ကျိန်တုတ်ကိုကြိတ်ကြိတ်ပါအောင်ဆုပ်ပြီးပုံနေရှာပါတော့တယ်။ဆရာတော်ကြီးဆွန့်ခန့်ကြွားလာတဲ့အချိန်မှာလေသမားတခါကြီးဟာပုံနေတဲ့ခြုံနားကိုရောက်တော့ချောင်းရိုက်ဖို့နေရာအသင့်ပြင်တဲ့အချိန်လေသမားကြီးရဲ့ခြေရာတန်ကိုဆရာတော်ကြီးလှည့်ကြည့်ခိုင်မှခလုတ်တိုက်ပြီးဆရာတော်ကြီးပွ့ယူလာတဲ့တပိတ်ကလွတ်ကျပြီး꽌သွားပါတဲ့တဲ့ကွယ်။အဲ့ဒီအခါမှာလဲဆရာတော်ကြီးကတပိတ်တွေကိုကြည့်ပြီးတာထုတာထုတာထုပါဆိုပြီးတာထုသုံးချိန်ခေါ်ပြန်တယ်။ခြုံပုတ်မှာပုံနေတဲ့လေသမားကြီးရဲ့စိတ်ထဲမှာဟာ ဒီဖုန်းကြီးကသူ့တပိတ်ကွဲသွားတာလဲတာဒုခေါ်တာပါပဲလားမဖြစ်ဘူးဒီတာဒုဟာတခုခုတော့တခုခုပဲငါပြစ်မလို့မတော်ပါဘူးလေဆိုပြီးအချောင်းဆုံးကိုတီးရအောင်ရှော့တွေ့အောင်မဆိုပြီးဖုန်းကြီးနာရောက်သွားတာပေါ့ဗျာလက်ကတုတ်ကိုချပြီးခြုံပုတ်ကလေးကနေထွက်လာပါတော့တယ်လေသမားကြီးဒီရင်ကျေးတိတ်မွေးစာနဲ့ဆရာတော်ကြီးရဲ့အနီးနားကိုသွားပြီးဘယ်များနှာသွားတယ်လဲဖေဘဲမှမနာပါဘူးတခါကြီးရဲ့ဒါနဲ့တပည့်တော်တခုရှော့တင်ပါရစေဖေရှော့ပါတခါကြီးဒီလိုပါဖေ အရှင်ဖုရားကတပည့်တော်ရဲ့ခိုင်နွားကြီးတေတုံးကလည်းတာဓုခေါ်တယ်။တပည့်တော်ရဲ့မြေးလေးတပင့်ပေါ်ကလင့်ကြပြီးပေါင်ကျိုးသားတုံးကလည်းတာဓုခေါ်တယ်။ခုလဲအရှင်ဖုရားရဲ့တပည့်ကြွက်ွယ်သွားတော့လေတာဓုခေါ်နေတယ်။အဲ့ဒီတာဓုကဘာအဓိပ္ပာယ်ပါလဲဖုရား။တပည့်တော်လည်းနားမလည်နိုင်အောင်ဖြစ်နေရပါတယ်ဖုရား။တီးခွင်းရှိမဲ့ဆိုရင်တိပါရစီလားဖုရား။ဟဲတခါကြီးကလည်းတာဓုဆိုမှတော့ကောင်းတယ်လို့ဆိုလိုတာပေါ့ကွ။မဟုတ်ဘူးလေဖုရား။အဲ့ဒါဆိုတပည့်တော်ရဲ့နွားတေတုံးကလည်းကောင်းတယ်ပေါ့။ တပည့်တော်ရဲ့ညီလေးပေါင်ကျူတုံးကလည်းကောင်းနေပေါ့အခုလည်းအရှင်ဖုရားခလုတ်တိုက်ပြီးတပည့်လွတ်ကြပြီး क्वे သွားတာကလည်းကောင်းနာပါပဲလားအရှင်ဖုရားခိုင်းနွားကြီးတည်ဆုံသွားတာညီလေးပေါင်တစ်ဖက်ကျူတာအရှင်ဖုရားရဲ့တပည့်ကြ क्वे သွားတာဒါတွေအလုံးကပြည့်စည်သွားတဲ့ဆိုတော့ဘယ်လိုလုပ်ပြီးကောင်းနာများပါလဲဖုရားဒီလိုတခါကြီးရဲ့နွားတိတာကိုတာတုခေါ်တာကတခါကြီးရဲ့အတိတ်အကုတုကံအကျိုးပေးချိန်ရောက်လာလို့တခါကြီးအိမ်ကခြေလေးချောင်းထွက်ကိန်းစိုက်တဲ့ကွယ် နွားကြီးတိလို့လားအဲ့ဒီကိန်းကကျင်းကြည့်သွားတာပေါ့နွားမတိပဲလူတိမယ်ဆိုရင်နှစ်ယောက်တောင်တီမာပဲလေလို့ရှင်းပြလိုက်တော့ဒါလို့ဆိုတော့လေနွားတိသွားတာကောင်းသွားတာပေါ့နော်ဖေဟာတပည့်တော်ဒီတစ်ခုတော့နားလေတဘောပေါက်သွားပါပြီဖေဟာနောက်တစ်ခုကဒကာကြီးရဲ့မြေလေးပေါင်တစ်ဖက်ကျူသွားတာကတကယ်ဆိုအဲ့ဒီဒကာကြီးကမြေလေးမကျူခဲ့ရင်ဒကာကြီးကျူရမှာလीဒကာကြီးမကျူပဲဒကာကြီးမြေလေးကျူတော့ကောင်းသွားတာပေါ့ဒကာကြီးကကျူသွားရင်ပြန်ကောင်းဖို့မလွယ်ဘူးလေဒကာကြီးမြေလေးကျတော့ ဒကာကြီးရဲ့မြေးလေးကြတော့ကလေးဆိုတော့ပြန်ကောင်းပြီးအဲ့ဒီပေါင်တစ်ဖက်ကအကောင်ပတိပြန်ဖြစ်လာမှာအသေးအချာပေါ့အဲ့ဒါကြောင့်ဆရာတော်တာဓုခေါ်တာပါဒကာကြီးရဲ့အဲ့လိုဆိုတော့လေအရှင်ဖရာရဲ့တာဓုကဘယ်ဆိုလို့လဲခေါ်တင်တာပေါ့ဖရာဆိုပြီးထောက်ခံလိုက်ပါတော့တယ်အဲ့ဒါဆိုအရှင်ဖရာရဲ့တပိတ်ကွဲသွားတဲ့တာဓုကရောဖရာဩဒါကရှင်းရှင်းလေးပါဒကာကြီးရဲ့ဆရာတော်ဖရာကြီးက ပြုံပြုံလေးနဲ့ပြန်ပြောလိုက်ပါတော့တယ်အခုချိန်မှာဆရာတော်ရဲ့တပိတ်ကွဲသွားပြီလို့တာပေါ့ကွယ်တပိတ်မကွဲရင်ဆရာတော်ရဲ့ခေါင်း ရှစ်စိတ်လောက်ကွဲနေပြီမဟုတ်လားတခါကြီးရဲ့လို့ဖြေလိုက်တော့လေသမားတခါကြီးကမြေကြီးပေါ့သို့ဒူးထောက်ထိုင်လိုက်ပြီဆရာတော်ဖျားကြီးရဲ့ရှေ့ပြားကိုနှစ်ဖူးနဲ့တိုက်ရင်တပည့်တော်ရဲ့မလိမ္မာမိုက်မိတဲ့ပြစ်တွေကိုခွန့်လွတ်ပေးတော်မူပါအရှင်ဖျားဆိုပြီးလေသမားကြီးကပြောလိုက်တာပေါ့ဗျာဆရာတော်ဖျားကြီးရဲ့အာလုတော်မှအောက်ပါစကားသုံးခွန်းတာပြန်ပြောလိုက်ပါတော့တယ်တာဓုတာဓုတာဓုပါတခါကြီးရဲ့ပုံမြင်လေးကတော့ဒါပါပဲဗျာ ပုံမြင်လေးကိုအဆုံးအထိအားပေးနှားဆင်သွားကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။